ပြီးခဲ့တဲ့၄ရက်နေ့ကဖမ်းဆီးခြင်းခံရတဲ့မြန်မာတွေဖြစ်ပါတယ်။အဝေးပြေးဘတ်ကားပေါ်မှာခိုးဝဲတင်လာတဲ့မြန်မာကားတစ်စီးဟာထိုင်းနိုင်ငံကျုံဖုံခရိုင်မှာအမြန်လန်းရက်တဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။ယမောင်းကတော့ထိုင်းနိုင်ငံသား၃ဦးဖြစ်ပါတယ်။ဘတ်ကားကတော့ဘန်ကောက်မှာရှိတဲ့စာတိုက်မှန်အဝေးပြေးကောင်းဝင်းမှာပြေးဆွဲနေတဲ့အမြန်ကားလို့သိရပါတယ်။ပွဲစားထိုင်းနိုင်ငံသားဟာမြန်မာ90ကို ထိုင်းတောင်ပိုင်းစူရတ်ထန်နီခရံကိုပို့ပေးနိုင်ခဲ့ရင်ဘာ9000နဲ့တူကိုပွဲစားတွေက9ရန်ခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ဘန်ကောက်ကနေထွက်သွားတဲ့ကားဟာဂျွန်ဖော်ခရံကိုရောက်သွားတော့အမြန်လမ်းရက်တက်ဘွက်ကကားကိုမတင်ကားလို့လိုက်လံစစ်စီရမှာကားကိုတားဆီးခဲ့ပြီးတင်းလာတဲ့ခီးတွေတွေကိုတက်ကြည့်ခဲ့ပါတယ်။အဲဒီနောက်ကားပေါ်ကိုရောက်တော့စစ်စစ်မင်းမြန်းချိန်မှာထိုင်းစကားတွေမပြောနိုင်ခဲ့ပါဘူး။ အားလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်ကြပြီးအထောက်အထားတွေကိုတောင်းကြည့်ရမှာတော့အထောက်အထားတွေမရှိကြဘူးလို့သိရပါတယ်။ဂျွန်လ29နှစ်ရဲ့နေ့ကားပေါ်မှာဖမ်းဆီးခြင်းခံရတဲ့မြန်မာကတော့စုပေါင်းလူ49ဦးရှိတယ်လို့သိရပါတယ်။တို့တွေကစမှုစာကွန်ခင်ကနေထိုင်းနိုင်ငံတောင်ပိုင်းကိုသွားပြီးမလေးရှားကိုသွားရောက်လုပ်ကင်ကြမယ်တူတယ်လို့သိရပါတယ်။ အမြန်လန်းကားပေါ်မှာတော့မြန်မာကအနောက်ထန်ခုံမှာပုံပြီးနေခိုင်းတဲ့လူအချို့နဲ့ကားအောင်မှာပုံပြီးနေခိုင်းတဲ့လူအချို့စုစုပေါင်းလူ49ဦးရှိတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အမျိုးသား30အမျိုးသမီး16ဦးနဲ့ကလေး2ဦးပါဝင်တယ်လို့သိရပါတယ်။မြန်မာများဟာထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်လုပ်ကိုင်ကြတဲ့လူတွေဖြစ်တဲ့အတွက်အရေးယူခံရမယ်ပြင်ရင်မောင်းများဟာလည်းတရားမဝင်လုပ်သားတွေကိုတည်ယူပို့ဆောင်ပေးနေတဲ့အတွက်တို့တို့လည်းအရေးယူခံရမယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။